နှစ်ပေါင်း30တက်တမ်းမဲ့ဂျာဇန်ဟင်းကားရဲ့ကော်မြတ်ကျော်ရဲ့နှမျိုးတဲ့ရတဲ့ဆိုင်မှာတွေ့ဆပါမယ်ဟယ်လိုဓမ္မအားလုံးမင်္ဂလာပါ fresh ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ဒီကနေ့ရောကျွန်တော်ထူးခြားတဲ့ဆိုင်ဒီဆိုင်ကိုခေါ်တော့ပေးချင်ပါတယ် ဒီဆိုင်ရဲ့လိပ်စာလေးကတော့လေးတောင်ရောက်꽌ပြီးတော့မြို့လမ်းမပေါ်နဲ့အောက်သစ္စာလမ်းကထိပ်မှာပါတာဂီတာမြို့နယ်ထဲမှာရှိပါတယ်ရှုခင်းသာလမ်းမကြီးကနေပြီးတော့ပြီးတော့မြို့လမ်းထဲဝင်လိုက်လို့ရှိရင်ရပါတယ်ဆိုင်ကိုတော့ညနေ3:00ခွဲကနေပြီးတော့ညနေ9:00ခွဲလောက်ကိုဝင်ပါတယ်ပြည့်ရမရှိပါဘူးထူးခြားတာကဒီဆိုင်မှာညင်းနူးကိုနှမျိုးပဲရပါတယ်ဂျာဆန်ချက်ရယ်ကော်ပြန့်ကျော်တုပ်ရယ်ဒီနှမျိုးပဲရောင်းပေးတာပါ ဒီဆိုင်မှာရတဲ့ကော့ပြန်ကြော်ကတော့တခြားဆိုင်တွေနဲ့မတူတဲ့ထူးခြားချက်ကတော့ကော့ပြန်ကြော်လေးကပြားနေတယ်ပေါ့နော်ကော့ပြန်ရွက်လေးပေါ်မှာဆာဗလာတွေထည့်ပြီးတော့ဘုံရက်ထည့်နှစ်ပြီးတော့ပြန်ကြော်ထားတာပါဒါလေးကအပြင်သားလေးကိုပို့ပြီးတော့ကျွတ်ရစေပြီးတော့ဆာလို့ပြပေါင်းစီရပါဒီဆိုင်မှာရောင်းတဲ့ကြာဆိုင်ဟင်္ဂါဆိုလို့ရှိရင်လည်းအဖြူထည့်လေးပဲဖြစ်ပါတယ်အဲ့ဒါကူမှကြက်သားနဲ့ငှို့ဥတွေကိုမှထည့်ပေးထားတာပါကဲဒါလေးတွေကတော့ကျွန်တော်မှထားတဲ့ကော့ပြန်ကြော်တော့ရဲ့ ကြာစာဟင်္ကာရဖြစ်ပါတယ်။စားစရာလေးတွေရောက်လာပြီဆိုတော့မစားခင်လေးစုပေါင်းလိုက်အောင်နော်။ကြာစာဟင်္ကာကိုအရင်စားပါမယ်။စားကြပါဦးဗျာ။อืมตู้เยจัดซันเฮงก็เลยอ่ะซีรีวานี่ดาไม่หุบเป็นเนี่ยอพุแท้เลยสรต๊อกยาละชูပြီးတော့ကောင်းပါတယ်ချင်းဆက်လေးစားခြင်းတဲ့သူတွေတော့ကတော့ကျွန်တော်လိုမျိုး မြို့တီးနဲ့တံပြန်လေးညစ်ပြီးတော့စားလို့လည်းရပါတယ်။မိုးအေးအေးလေးနဲ့ဆိုတော့ဒီလိုမျိုးအေးပူပူလေးထဲကိုအချင်းဆက်တွေထည့်ပြီးတော့တောက်ရတာကလည်းပူပြီးတော့အရသာရှိတယ်။ငုံဥလေးတွေနဲ့ကြက်သားလေးတွေပါပါတာဆိုတော့စားရတာပူပြီးတော့အဆင်ပြေတာပေါ့နော်။ဒီဆိုင်လေးကဟိုးအရင်နှစ်ပေါင်း30လောက်ကလေးကဖွင့်ထားတာပါ။စာပွင့်တော့ကတော့ကြာဆိုင်ဟင်ကားကို300ကိုပြန်ကြော်တုတ်ကိုကြတော့200ဆိုပြီးတော့ရောင်းတာပါ ဒီကစင်းနေတော့မရတော့ဘူးပေါ့နော်အခုကတော့ကြာစာဟင်းကတပွဲုံ1500ဖြစ်ပါတယ်ကိုပြန့်ကျော်တုပ်ကိုကြာတော့1300နေအောင်ပါတယ်စားရတဲ့အရာတန်နဲ့ပေးရတဲ့ဈေးရတော့တန်တယ်လို့ခန်းစားရတယ်ကိုပြန့်ကျော်တုပ်ဆိုလို့ရှိရင်လည်းထူးကြတာကအပေါ်မှာတခွာတိချက်ထားတာလေးတွေကိုထည့်ပေးပြီးတော့အချင်းလေးကိုလောင်းချပေးတာပေါ့နော်စားလိုက်ရင်သူ့ရဲ့အရာသားလေးကချင်းချင်းချွတ်ချွတ်ကြွတ်ကြွတ်လေးနဲ့စားလို့တကယ်ကိုကောင်းတာပါ ဆိုင်ရခင်ပေးထားတဲ့ချက်တူပြည့်ရဲ့ new visa လို့ရင်းနဲ့ပေါင်းပြီးတော့စားလိုက်ပြီးတော့တကယ်ပြီးပြီးဆောင်ရရတာရပါတယ်။နေပေါင်း30နေပေါင်းအောင်မှာဒီလိုဂျန်ဆန်ချက်နဲ့ကုန်ပြန်ကြော်လေးဟုပဲရောင်းတဲ့ဆိုင်မှာလာစားကြည့်ခြင်းလို့ဆိုလို့ရှိရင်တော့ဒီဆိုင်လေးမှာလာစားကြည့်ပါ။သူ့ရဲ့ဂျန်ဆန်ဟင်းကဆိုလို့ရှိရင်လည်းကျမ်းမာရေးနဲ့ညီညွတ်တယ်လို့ခန်းစားရပါတယ်။ဒါလေးကတော့စားကောင်းနေလို့ကျွန်တော်မှတ်ထားပါတယ်။ကော်ပြာချက်တော့လေးပါ။ တကူးတကပဲဖြစ်ဖြစ်လမ်းကြုံလိုပဲဖြစ်ဖြစ်တာဂီတာဖက်ကိုရောက်ခဲ့တယ်ဆိုလို့ရှိရင်တာဂီတာမျိုးနဲ့လေးတောင်ရက်ကွက်ပြီးတော့ညွတ်လမ်းမပေါ်အောင်သစ္စာငါးလမ်းထိမ့်မှရှိတဲ့ဒီဇိုင်းလေးမှာလာစားကြည့်ဖို့ညွန်ပေးချင်ပါတယ်ကဲစားလို့တော့ပြီးတော့ပါပြီဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့သူပဲကျေးဇူးတင်ပါတယ်နောက်ဘလော့ကြမှာပြန်ဆုံးကြမယ်နော်အားလုံးဘိုင်ဘိုင်